လာခဲ့အဲ့တင်ကန်းကရုံးနဲ့လာခဲ့ကရုံးချင်းဆင်ရှင်ဆောင်မယ်လားလာခဲ့ပါရုပ်ဆရာတော်ကြီးမပါဘူးပါရုပ်ဆရာတော်ကြီးတို့အဲ့လိုမျိုးဆရာတော်တွေမပါဘူးအဲ့လိုမျိုးတကယ်ပြည်သူလူထုဘက်ကတကယ်အမှငွေမကောင်းတာတော့မှသူခင်ဗျာ live stream ပြီးဟောနေဟောတာလေလူနာလေအောင်ဟောတာအင်္ဂလိပ်လူတွေတောင်ပါသေးတကယ်သိပ္ပံနီးကြဟောနေတယ်ပါရုပ်ဆရာတော်ကြီးလိုမျိုးဆရာတော်တွေမပါဘူးတရားတကယ်တရားဓမ္မကျင့်နေတဲ့ဆရာတော်ကြီးမပါဘူးအဲ့ကျန်တဲ့စောက်ကတုံးတွေမှာသမ ्या ဒီကတုံးနဲ့လာရှင်းတိုက်ကြီးကောင်းတဲ့ဒီလိုတိုက် ကောင်းရင်ရှင်တိုင်းပဲမင်းတို့တွေလီးပဲနော်ကျမတို့အဲ့ဒီမွန်ပြည်နယ်ကမေတော်ကြီးကိုအထီးပြုဆောင်တဲ့ကိစ္စအထီးပြုဆောင်ပြီးပြည်မှာမှထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျမတို့ကကိုငဘိုတဲကမှကျမကသင်ငန်းဂရုံတုံးပြီးသင်ငန်းဝတ်ထားတိုင်းကျမဥသုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတိလပဲရှိတယ်၅ပါးတိလပဲရှိတယ် အဲ့ဒီ၅ပါးတီလလုံကြုံအောင်စောင့်ထိန်နေတဲ့ကျမကကရုံတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းခြုံထားတိုင်းကျမမကတော့ဘူးကရုံတုံးထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့က၅ပါးမပြောနဲ့တီလ၂ပါးတောင်မမြဲတဲ့ဘုံကြီးရရှိရဲ့နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟောက်ချင်ဟောက်မှာပေါ့ဟောက်ချင်မှလဲဟောက်မှာပေါ့ ဖုန်ကြီးတွေရဲ့တိတ်ခါပုတ်က220နဲ့228တွယ်တော့တိတ်ခါပုတ်ရှိခဲ့အဲ့228တွယ်မပြောနဲ့ငါးပါးတိလာတော့အဲ့ဖုန်ကြီးကိုစောင့်သိနိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့228တွယ်တော့တိတ်ခါပုတ်ကစာအုပ်ထဲမှာပဲရှိရလေဘယ်ဖုန်ကြီးလိုက်နာတာရှိလဲခုခက်မှာပြောစမ်းပါဘူးရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တီတကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတဲ့တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာ တန်ငါပေါင်း6သိန်းကျော်ခိုးရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်ဟိုနေကြတော့ဘယ်လောက်တွေကြံ့နေပြီလဲကျမလည်းစစ်တမ်းမကောက်ထားတော့မသိဘူးနော်တန်ငါဥယေ9သိန်းကျော်6သိန်းကျားမှရှိတယ်9သိန်းနဲ့6သိန်းကျားမှရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့ခွန်နဲ့220နဲ့ခွန်တွေတော့တိတ်ခါပုံမပြောနဲ့9ပါးတီလာစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲ ဲ့ဒါလေးပဲပြော920 928သွယ်သောတိတ်ခါဘုတ်ကိုမပြောနဲ့နော်၅ဘတိလာစောင့်ထိန်းနဲ့ဖုံကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဖုံကြီးတွေကတော့ဂျင်စီရလဲတကွမှမရှိတလို့နော်ကြီးညိုစီရလဲတကွမှမရှိနော်တကမချောချောမြင်ရင်တနာယူမယ်ငမ်းမယ်ပလင်ဘောကနေတရားပေးရင်လည်းအောက်ကဒကမကဇာပါနဲ့ဗောလီဘောအောင်ထားလို့ချင်းပလင်ဘောကနေသင်္ကန်းကြားကနေပြက်မာနေတဲ့ဖုံကြီးတွေเนาะ ပလင်ဘောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမကတော့မသိဘူးပေါ့ပလင်ဘောကနေပြီးတော့မှနော်ဟိုပလင်ဘောကနေပြီးတော့တက္ကမရင်သားကြည့်ပြီးတော့မှပြင်းမနေတဲ့ဖုန်ကြီးတွေကြီးတယ်ပဲနော်ဒါတန်တာ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ကဟိုဖုန်ကြီးတွေထဲမှာအဲ့128သွဲတော့တိတ်ခါပုတ်ကိုစောင့်ထိန်နေဆိုတာတီတကူဆရာတော်ကြီးတို့ပါချုပ်ဆရာတော်ကြီးတို့ဆိုရင်တော့ယုံမိတ်မယ်ယုံမဲ့နော်ဟုတ်တယ် ကျန်တဲ့ဖုန်ကြီးတွေဘယ်သူမြန်၅ဘာတီလာလုံတုံတဲ့ဖုန်ကြီး229တွယ်ဆိုတာစောက်အုပ်ထဲမှာပဲရှိတယ်။နောက်ဗီဒီယိုမှာဆက်ပြောမယ်။ခမားတို့ရဲသေးရွာထဲမှာရှိတဲ့တောင်သန်းသာသနာပြုဆိုတဲ့တိုင်းရင်းသားဒေသတွေမှာတောင်သန်းသာသနာပြုဆိုတဲ့ဖုန်ကြီးရှိတယ်။အဲ့ကောင်တွေကိုခမားတို့အဲ့ကျိုးထုတ်ထားလိုက်တော့ကျိုးထုတ်ထားလိုက်တော့လဲထုံခိုင်းလိုက်အောင်လဲထုံခိုင်းလိုက်တင်ကန်းချုပ်လဲထုံခိုင်းလိုက်လာသွားတမ်းပြည်တယ်မှာရှိကြတဲ့ရရှင်လုံးမိဘပြည်သူများမင်္ဂလာပါခင်ဗျာမင်္ဂလာပါဘလောက်မှရင်းတယ်လေဘလောက်ဆိုကားတယ် ဘလောက်ဟလားစံတန်တယ်ဆိုတော့ကိုတွေ့ရမြင်ရတယ်အဲဒီဖိုင်လေးမှာကျွန်တော်ပြောချင်တာကလေငင်းချင်းရေးနဲ့ပါတီနိုင်ငံရေးလူတယောက်ရဲ့နှလုံးသားကိုငင်းချမ်းအောင်မိသားစုချင်းချင်းရံဖြစ်ရင်ငင်းချမ်းသွားအောင်ဒီကိုမော်နှမချင်းချင်းဆရာသပည့်ချင်းချင်းတိုင်းပြည်ထဲမှာရှိတဲ့လူချင်းချင်းငင်းချမ်းသွားအောင်ရံဖြစ်တာတွေကိုတည့်သွားအောင်အမုန်းတရားတွေရောက်ကြသွားအောင် ရပုဒ္ဒလမ်းစဉ်ပြင်ငြိမ်းငြိမ်းရေးလှုပ်ခြင်းဟာပါတီနိုင်ငံရေးမဟုတ်ဘူးနိုင်ငံသားတိုင်းလှုပ်တဲ့နေကြောက်စရာမလိုဘူးလက်ရှိကမန်ပြရမှာကြောက်လို့ပါဆရာငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆိုတာဟာပါတီနိုင်ငံရေးမဟုတ်ဘူးမြပုဒ္ဒလမ်းစဉ်နဲ့လှုပ်တဲ့ငြိမ်းချမ်းရေးဖြစ်တယ် so right okay အဲ့ဒီလိုလုပ်တဲ့ငြိမ်းငြိမ်းရေးကိုတချို့သောယဟန်တော်တွေကပါနိုင်ငံရေးကိုခုတုံးလုပ်ဘာသာရေးကိုနိုင်ငံရေးရခုတုံးလုပ်တယ်တဲ့ ဆရာတော်ကြီးတွေကိုခူတုံးလုပ်တယ်တဲ့သာသနာတော်ကြီးကိုခူတုံးလုပ်တယ်ဆိုပြီးကျွန်တော်ဆရာချစ်ကိုပြောတာရှိတယ်ပေါ့စဉ်းစားကြည့်စဉ်းစားကြည့်မဟာနာဥက္ကရာဆရာတော်ဖခင်ကြီးကိုပါကျွန်တော်ကရှောက်ခဲ့မငြိမ်းချမ်းတဲ့အတွက်သာသနာပြုဝတဲ့နေရာမှာကျုပ်လာတယ်မချေပြန်ဘူးအခုစတားစလုံးပြောသွားတဲ့အနေထားကိုနော်ငငယ်နမငယ်ကိုအမှန်တရားပြောပြဟိုတလောကနေပြီးတော့သွားတဲ့ခီးစင်မှာအဲ့လိုတောင်တန်းသာသနာပြုဆရာတော်ဖခင်ကြီးတစ်ပါးနဲ့တွေ့တယ်။တန်ကတော့၁၀ပါး၁၀ပါး ကိုတိုင်းပြည်ထဲမှာတော့သွားပြီးသာသနာပြုတာ၈ပါးအသက်ခံရပြီး၂ပါးပဲကျန်တယ်။ဒါသူ့ရဲ့ဘဝသမိုင်းကိုပြောပြတာ။သာသနာပြုရတာမလွယ်ဘူး။နေဆက်တောင်တန်းတွေမှာဘုရားဘာသာတွေမရှိတဲ့အတွက်။အဲ့တော့ဘာဖြစ်လဲ။ပြန်ပြီးတော့နောက်ပြန်ဆုတ်လာတဲ့ယဟန်တော်များလည်းရှိသလိုယခုလို Starstone တို့လိုတစောက်ကန်းအသိဉာဏ်မဲ့စမ်းပြောတဲ့ပုံကူတွေကလေပဲရှိကြတဲ့အတွက် တိုက်ပြီးအတွက်သတိထားဖို့လိုတယ်ဒါ၄ကိုတံမြန်တိုက်ထုတ်နိုင်ဖို့လိုတယ်ဟုတ်လားယခုအခင်းချင်းမှာလည်းပဲဘုန်းတော်ကြီးအကြောင်းတွေရောဘုရားဘာသာဝင်တွေရောအားလုံးကိုပြစ်ထားပြီးတော့ပြန်ပြေးလာရတဲ့ကြောင်းပေါင်းများစွာကိုရှိပါတယ်ဗျာရှိပါတယ်အဲ့ဒီတော့เนาะအသိဉာဏ်နဲတဲ့သူတွေနေကြတဲ့သူတွေရဲ့စကားတွေကိုငွေဓမ္မငွေတို့ရမ်းပြီးတော့မယုံမင်းနဲ့ ကိုတိုင်းပြည်ရဲ့အခြေအနေသာသနာရဲ့အခြေအနေကိုဂက္ခဏနာလိလာပြီးတော့ဟုတ်လားတကယ်ကိုရှင်းမှန်တဲ့တရားလူသားတွေအတွက်ညီညွတ်စင်မဲ့တရားတတ္တ sorry ကမာကြီးတစ်ခုလုံးအတွက်ကောင်းတဲ့ဒီတရားတွေကိုကျေပြန့်စေခြင်းလားသို့မဟုတ်ကျုပ်သွားစေခြင်းလားပျောက်သွားစေခြင်းလား